မင်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရှင်။ယခုချိန်မှစပြီးနောက်ဆုံးရထိတ်တန်းသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့တရားမဝင်ကုန်သွယ်မှုများပြားလာတယ်လို့ဒုစစ်ကောင်ဆောင်ဝန်ခံဆိုတဲ့သတင်းပဲဖြစ်ပါရှင်။ မြန်မာနိုင်ငံမှာအာဏာသိမ်းကာလအတွင်းတရားမဝင်ကုန်ပစ္စည်းတွေတင်ပို့မှုနဲ့တင်သွင်းမှုတွေများပြားလာတယ်လို့ဒုစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကဝန်ခံပါတယ်။မေလ26ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာဒုစစ်ကောင်ဆောင်ကဝန်ခံခဲ့တာပါ။ ဒါကြောင့်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုအရှိန်ဟုန်နဲ့ဆက်လက်ဆောင်ရွက်ကြဖို့နဲ့နိုင်ငံတွင်းထိထိမိမိဖန်ဆီးကြဖို့သူလက်အောက်ခံဌာနဆိုင်ရာတွေကိုညွှန်ကြားခဲ့ပါတယ်။တရားမဝင်ကုန်သွယ်မှုတွေကိုပုံမဖန်ဆီးနိုင်မှုအတွက်ကုန်သွယ်ဘက်အင်းနီချင်းနိုင်ငံတွေနဲ့တရင်တွေဖလဲတော်အစိုးရချင်းချင်းဝင်ကြီးဌာနချင်းချင်းညှိနှိုင်းပြီးပူးပေါင်းဆောင်ရွက်တာတွေလုပ်ဖို့ညွှန်ကြားခဲ့တာပါ။စီးပွားရေးလုပ်ငန်းရှင်တို့ကတော့တရားမဝင်ကုန်သွယ်မှုတွေဖြစ်ပေါ်လာရတာဟာတရားဝင်လုပ်ဖို့အတွက်အခက်အခဲရှိတဲ့ပြင်ဂိတ်တွေတိုးပြီးမတရားဝင်ဝင်ပြုထားတာကြောင့်လို့ဝေဖန်ပါတယ်။ သူတို့ဒီသွင်းကုန်ထုတ်ကုန်ကိုနည်းနည်းလေးအခက်ခဲရှိတာကလေတရားဝင်ဖြစ်ဖို့လိုရတဲ့လမ်းကြောင်းတွေကနည်းနည်းခက်ခဲတဲ့အတွက်ကြောင့်လေတရားဝင်သေးတာတွေဖြစ်တာပေါ့ဂိတ်တွေအများကြီးတိုးလာတယ်အဲ့ဒါတွေကြောင့်တရားဝင်ကုန်သွယ်မှုတွေများလာတာလို့ဆိုပါတယ်ဒုစစ်ကောင်ဆောင်ကတော့နေဆက်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးနေပြည်တော်ချုပ်ရေးအခြေအနေရနေဆက်ကုန်သွယ်ရေးတွေခက်တရက်တန်နေတာကြောင့်တရားဝင်ကုန်ပစ္စည်းတွေတင်မမှုနဲ့တင်သွင်းမှုတွေများပြားလာတာဖြစ်တယ်လို့ဝန်ခံထားပါတယ် တရားဝင်ကုံသွယ်မှုတွေကိုထိရောက်စွာတိုက်ဖြတ်နိုင်မှုအတွက်စစ်ကောင်စီအနေနဲ့2022ခုနှစ်မှာစတင်ကကော်မတီကိုပြင်ဆင်ဖွဲ့စည်းခဲ့ပြီး3နှစ်နဲ့4လတာကာလအတွင်းတရားဝင်ကုံသွယ်မှုအနေနဲ့လိုင်းစင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုအများဆုံးဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ ။အခုလိုဖန်ဆေးရမိတဲ့ပစ္စည်းတွေကိုတော့အလေးလွင့်အဆုံးရှုံးနေအောင်ထိန်းသိမ်းတာစစ်ဆေးတဲ့ဥပဒေအပိုင်းကလည်းမြန်မြန်ဆန်ဆန်စစ်ဆေးပြီးအမြန်ဆုံးထုတ်ခွဲရောင်းချတာပြင်နိုင်ငံတော်ဗန်နာငွေအဖြစ်အမြန်ဆုံးသိမ်းဆည်းဖို့ဒုစစ်ကောင်ဆောင်ကညွှန်ကြားခဲ့ပါသေးတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းပြီးနောက်အမှုတွဲပေါင်း2000ကျော်ခန့်မှန်းတက်ဖို့ချက်986ဘီလီယံထိဖန်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ ဆလဗီအင်အား600ခန့်မြင်ဖားကန့်ကိုဦးတည်လာသည့်စစ်ကြောင်းလုံခင်းချေးရွာနေကိုအင်အား100ခန့်မြင်ရောက်ရှိလာပြီးဒေသခံများဆစ်ရှောင်ရန် KNY တရီဘေးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဖားကန့်မြို့နေကိုအင်အား600နေပါတော့ရဲ့စစ်ကြောင်း၃ခုခွဲကတက်လာသည့်စစ်ကောင်စီစစ်ကြောင်းမှစစ်ကြောင်းတစ်ခုမှဖားကန့်မြို့ဝင်းထီရောက်ရှိလာပြီးဖြစ်ကြောင်းသိရသည်။စစ်ကောင်စီစစ်ကြောင်းတစ်ခုမှရှမန်နေမေလ28ရက်နေ့နံနက်ပိုင်းတွင်လုံခင်းချေးရွာနေကိုအင်အား100ခန့်မြင်ရောက်ရှိလာကြောင်းဒေသခံများထံမှသိရသည်။ အင်အားများပြားဖြင့်စစ်ကြောင်းထူလာသည့်စစ်ကောင်စီတပ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KNA ကချားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက်အင်အားတရာခန်းနာကြရှိပြီးလုံငင်းကျေးရွာတို့ရောက်ရှိလာခြင်းဖြစ်သည်။ကမိုင်းဘက်ကတက်တဲ့စစ်ကြောင်းရောက်လာတာပြောတယ်ခမအင်အားတရာလောက်ရှိမယ်။ ရန်ချက်ယုံဘက်ရောက်လာတဲ့လမ်းမလေးပစ်ကုန်နဲ့အာကိုတက်လာလို့ဒီလောက်ကျန်တာနေမယ်ဟုကချင်တဲ့ရင်ရင်မြက်က ARA time ကိုပြောသည်။လေပြင်းဖန်ခါဆောင်ငင်းချင်းတရကြေးရွာများမှာဒေသခံများကို KNY ကစစ်ဘေးရှောင်ချန်သတိပေးမှုများရှိကြောင်းသိရသည်။စစ်ကောင်စီဘက်မှအင်အားထက်တိုးပို့ဆောင်မှုများရှိနိုင်တယ်လို့ဖားကန့်ပြောမှာလက်နက်ကြီးရန်တန်းပစ်ခတ်မှုများပြုလုပ်လာနိုင်ကထိတွေ့တိုက်ဝဲဖြစ်လာနိုင်တဲ့အတွက် KNY ကစစ်ရှောင်ချန်ရဲ့အသိပေးကြောင်းသတင်းရင်းမြက်များကပြောသည်။ရမန်နေ့မေလ26ရက်နေ့နနက်အစောပိုင်းတွင်လုံခင်းရှိစစ်ကောင် စီရဲစခန်းလက်နက်ကြီးကုန်းကို KAI ကဝင်ရောက်တိုက်ခိုက်ရာနှစ်ဖက်ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်ရှိကုစလန်တင်ဆက်ပေးမဲ့တဲ့ရင်ကြောင့်ရကတော့ထိုင်းမြန်မာနယ်စပ်သေဘောဘုစတက်စကန်တို့စစ်ကူလာသော စတက်စစ်ကြောင်းက TKBA ဌာနချုပ်အနေရောက်ရှိနေစဉ် KNLA ပူပေါင်းတပ်များကပိန်းစို့တိုက်ခိုက်ဆိုတဲ့တွင်ဖြစ်ပါရှင် ကရင်ပြည်နယ်တိုင်းမြမနေဆက်များရင်မျိုးနဲ့ဒေဘောဘိုစစ်တပ်စခန်းတို့စစ်ကူလာသောစစ်တပ်စစ်ကြောင်းမှာ TKBA ဌာနချုပ်စုံစည်းမြိုင်နေသူရောက်ရှိနေစဉ် KNL မှမိတ်ပူပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်း KNU စစ်ရေးတရင်ရင်မြကပြောဆိုသည်မေလ29ရက်နေ့မှာစတင်ပြီးများရင်မျိုးတောင်ဘက်ဝေါ်လီလမ်းမိုင် TKBA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်ဌာနချုပ်စုံစည်းမြိုင်ကြေးရွာထိပ်ရှိမင်္ဂလာတရားနေရာနဲ့စုံစည်းမြိုင်စီရေးပြခွင့်နေရာတို့ရောက်ရှိလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကို KNL မှမိတ်ပူပေါင်းတပ်များကပိတ်ဆို့ဖြတ်တောက်တိုက် ခိုင်နေကြောင်းယနေ့မေလ28ရက်နေ့တိုက်ပွဲများပြင်းထန်နေကြောင်းသိရှိရသည်။ မနေ့ကစစ်ကောင်စီတပ်တွေကဝေါ်လီဘျူဟာကနေစုံစည်းမြိုင်ဘက်ကို ထိုင်းဘက်ကနေကံကိုဝင်လာတဲ့သေဘောဘိုးစခန်းစီကိုစစ်ကူသွားဖို့လာကြတာ DKBA စီရေးပြကွင်းနဲ့ဖျားချောင်းနဲ့မင်္ဂလာတရာအနီးမှာရောက်နေတဲ့ချိန် KNL အဖွဲ့တွေကကြားဖြတ်တိုက်တာပြစ်လိုက်နာလိုက်ပဲစုံစည်းမြိုင်တောင်နေကပြည်သူတွေကတော့ထိုင်းဘက်ကိုအကုန်ရှောင်ပြီဒီပွဲမှာ DKBA ဝင်ပါမလားမပါလားဆိုတာတော့မသိရသေးဘူးတိုက်ပွဲဖြစ်နေတာကသူတို့ဌာနချုပ်ထိမ်းမှဖြစ်နေတာဟု KNU စီရေးသတင်းရင်းမြစ်တစ်ခုကရှင်းပြတယ်ထို့ပြင်သေဘောဘိုးရွာထိပ်ရှိတဲ့ ်မှတ်စစ်ကောင်စီတေဘောဘူစကန်နေရနဲ့ကာကင်စကန်နေရကို KNL မှမိတ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်းသိရှိရသည်။စကားဆားတွေကတေဘောဘူကြောက်ခတ်တောင်းနေစုံစင်းမြိုင်ဝေါ်လီခွေးနဲ့ရောက်နေတာအင်အားထောင်ချီရှိတယ်။ဒါကိုတိုက်ဖို့ဝေါ်လီလမ်းမကို2022ခုနှစ်တုန်းကလိုဖြတ်တောက်ထားမှရမယ်။လမ်းမပြည့်ရင်အရက်သားကားတွေနဲ့လူရော KN နေရောတအီအီနဲ့စစ်ကူရောက်လာနေတာကိုလမ်းဂိတ်တွေကြကြမက်မက်ဆင်နေမှရမယ်။အဲဒီလိုမှမဟုတ်ရင်တိုက်ပွဲကပြတ်မှာမဟုတ်ဘူးလို့ KNU စေရေးတရင်ရင်မြကဆိုသည်။ ထိုင်းမြန်မာနယ်စပ်ဝေါ်လီရင် KNL မမိတ်တပ်များကဂျမ်းမန်စစ်ကောင်စီတပ်စခန်းတွေကိုဇက်တိုက်မနာတမ်းတိုက်စစ်ဆင်နေပြီးမမိတ်ပူပေါင်းတပ်များအနေဖြင့်လည်းကနဲလီမော်ခီထီးသဲပလေစခန်းများကိုတိုက်ခိုက်နေကြောင်းသိရှိရသည်။ဆလဘီလီဘီအာနေရှယ်ဝေါ်မှာဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်ခြင်းရှာနှုန်းပြရှိပြီးကုန်းတွင်းဝန်ကန်၏အခြေအနေကိုစောင့်ကြည့်ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းတွင်လေပြင်းရနှင့်ရေဝန်ဆက်လက်တည်ရှိနေပြီးမုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ခြေရှိမရှိဆက်လက်ဆောင်ကြရမည်ဖြစ်ကြောင်းသိရှိရသည်လေပြင်းရနှင့်ရေဝန်သည်မြောက်ဘက်သို့ဖြင်းညင်းစွာ၍လျနိုင်ပြီးပုံမအောင်ကောင်းလာနိုင်သည်ဟုခန့်မှန်းရကြောင်းစစ်ကောင်စီမိုးလေဝသနှင့်ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကယမန်နေ့မေလ28ရက်တွင်ထုတ်ပြန်သည်လာမည့်မေလ29ရက်နေ့30ရက်များတွင်လေပြင်းရနှင့်ရေဝန်မှာဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်ခြေရာနှုန်းပြေရှိပြီး ကုန်လင်းဝန်ငံဤဖြစ်ပေါ်တတ်သည့်အခြေအနေကိုစောင့်ကြည့်ရမည်ဖြစ်ကြောင်းမိုးလေဝသပညာရန်များကိုလေ့လာသုံးသပ်သူဦးဝင်းနိုင်က၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရှင်းသားထားသည်အဆိုပါလေပြည်အာနှင့်ရေဝံအပါဝင်ကပလီပင်လေပြင်းနှင့်ဘင်္ဂလားပင်လေအော်ရူတွင်မုတ်တုံလီအားအလွန်ကောင်းနေသဖြင့်တိုင်းနှင့်ပြည်နယ်တွင်ရှားနှုံးပြည့်မိုးရွာမည်ဖြစ်ကြောင်းရှင်းဤထုတ်ပြန်ချက်တွင်ပါဝင်သည်မေလ29ရက်မှဇွန်လ2ရက်တွင်နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည် गई आप जी ने ၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံ့ပြမိုးထစ်ချုံရွာသွန်းပြီးဖြစ်ပြီးအချို့နေရာဒေသများတွင်နေရာကွက်ရစ်မိုးကြီးနိုင်ကြောင်းသိရသည်။ထို့ပြင်မြမောက်ကံယူရန်တရှောင်းနှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်မကြာခဏမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးရာမှလှိုင်းလွန်ကြီးနိုင်ကလှိုင်းအမြင့်ပေ10ပေမှ14ပေခန့်ရှိနိုင်ကြောင်းသိရသည်။မိုးတက်ထန်စွာရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စေးလက်ခြင်းမိုးသီးကျွေခြင်းလျှက်ပြက်ရေ ေကြီးခြင်းနဲ့မြေပြိုခြင်းပါဝင်ရေကြီးလျရန်မှုကိုကြိုတင်တည်ထားရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့ဖာကက်မြို့နေရာ၃ခုမှာတိုက်ပွဲပြင်းထန်ဆိုတဲ့တဲ့မဲ့ဖြစ်ပါရဲ့ရှင်။ဖာကက်မြို့ဝင်ရန်ချက်ဆက်ရုံမှာရောက်ရှိနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေမှာဒီကနေ့မနက်ပိုင်း9နာရီဝန်းကျင်ချိန်ဖာကက်ဘီဝါကုန်းဘက်ကို OTV စစ်ကြောင်းထွက်ခွာခဲ့ရာ KIA နဲ့တော်လိုင်းပူပေါင်းတပ်တွေလမ်းကြောင်းပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်၃နေရာလောက်မှာတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ စစ်ကောင်စီစစ်ကြောင်းထွက်ခွာလာတဲ့လမ်းကြောင်းတိုင်းလဲပင်ငင်းချင်းတာယာနဲ့လုံခင်းချေးရွာတွေမှာတိုက်ဝဲပြင်းထန်ခဲ့တယ်လို့ဖားကန်ဒေတာကအမျိုးသားတူက KNG ကိုပြောပါရယ်။ရန်ချက်ကိုမနေ့ကရောက်တဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေက၁၀၀ကျော်လောက်ရှိမယ်ထင်တယ်။မနေ့ညထပ်ဝင်လာတော့မသိဘူး။အဲဒီစစ်ကြောင်းတွေကရန်ချက်ကနေထွက်ပြီးလဲပင်လမ်းကြောင်းတိုင်းထွက်လာတယ်။လဲပင်ကနေငင်းချင်းတာယာကိုသွားတဲ့လမ်းမှာတော်လင်းတပ်ဖွဲ့တွေနဲ့ဖြစ်တယ်။နောက်စစ်ကောင်စီတပ်ရှိတဲ့လုံခင်းမှလည်းဖြစ်နေတယ်လို့ခွန်စာကုန်းရဲစခန်းနဲ့မြောက်ကုန်းစစ်တပ်နေရာတွေဘက်မှလည်းဖြစ်နေတယ်လို့ပြော ါပါတယ်